။ဩစတြေးလျရွေးကောက်ပွဲမှာလေဘာပါတီထက်မှန်အနိုင်ရခဲ့ပြီးနှစ်20အတွင်းတပါတီတဲ့နှစ်ကြိမ်ဆက်အနိုင်မရတဲ့အစဉ်လာကိုချိုးပြလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩစတြေးလျရွေးကောက်ပွဲမှာဝင်းကြီးရှုပ်အန်တိုနီအယ်ဘနီဦးဆောင်တဲ့အနိုင်ရလေဘာပါတီဟာထက်မှန်အနိုင်ရခဲ့ပြီးအနည်း20အတွင်းတပါတီရဲ့နှစ်ကြိမ်ဆက်အနိုင်မရတဲ့အစဉ်လာကိုချိုးပြခဲ့ပါတယ်။ဩစတြေးလျ Trenlo ဝေဖန်ခံရတဲ့အတိုက်ခံကောင်းဆောင် Peter Dutton ကတော့ ူ20လင်းနဲ့တာတာဝန်ယူလာတဲ့မေဆန္ဒနေမှာပါအရေးနှင်းခဲ့တာပါအောက်လွှတ်တော်မှနေရာ150ရှိရအနက်လေဘာပါတီက85နေရာအထိရနိုင်တဲ့အတွက်တပါတီနဲ့အစိုးရဖွင့်နိုင်မှာဖြစ်ပါတယ်အတိုက်ခံ Liberal Nation နဲ့နှစ်ပါတီညွန့်ပေါင်းကတော့အမတ်နေရာ60နေရာတိုင်ရမယ်လို့ခန့်မှန်းပါတယ်အတိုက်ခံ Liberal Party ဟာ Australia ကိုတဖန်ကြီးမြအောင်လုပ်မယ်ဆိုတော့မေဆွေမှုန့်တွေအစိုးရအကြိုးထိအောင်မှုဌာနဖွင့်မယ်ဆိုတော့အဆိုပြုချက်တွေကြောင့် ထရန့်မူတဲ့တူပထရန့်လိုင်းစီရဲလို့ဝေဖန်ခံခဲ့ရပါတယ်။ဒါ့အပြင်အစိုးရဝန်ထမ်းတွေအင်ကနဲ့အလုံးလောက်တာကိုပိတ်မယ်လို့ထရန့်စတိုင်မူမျိုးချပြခဲ့ရမျိုးကလည်းဒတ်တန်နဲ့ပါတီအပေါ်ဆိုးကျိုးတဲ့တက်ရောက်ခဲ့လို့သုံးသပ်ကြပါတယ်။